င်ပြရိုက်ထဲကပြီးတယ်မပိုင်တဲ့ပစ္စည်းများကမ္ဘာအကြီးဆုံးပြရိုက်တွေရဲ့တစ်ခုကနိုင်ငံတော်ဝန်ကပစ္စည်းတွေကိုနီးလန်းအမျိုးမျိုးနဲ့လူယူထားတယ်ဆိုတာသိပြီပြီလားအဲ့ဒီထဲမှာမြန်မာနိုင်ငံရဲ့ပစ္စည်းတွေလည်းပါတယ်ဆိုတာကိုသိရလားဒီပြရိုက်ကတော့လန်ဒန်မှာရှိတဲ့ပြည်တယ်ပြရိုက်ပါဒီပြရိုက်ကိုလာရောက်လည်ပတ်သူတွေအများအပြားရှိပြီးတော့ပစ္စည်းပေါင်း၈တန်းလောက်ကိုလည်းခင်းကျင်းပြသထားပါတယ်ဒါပေမဲ့အတော်များများကတော့သူတို့မပိုင်ပါဘူးဒါကြောင့်လေနိုင်ငံတော်များများကလူတွေကသူတို့ရဲ့ယဉ်ကျေးမှုဆိုင်ရာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေဖြစ်လာပါတော့တယ် Should cultural artefacts return to their home countries or be left in Western museums? The subject of intense debate as to who should now own them. ဒီဗီဒီယိုထဲမှာတော့ကမ္ဘာတဝန်းကပစ္စည်းတွေကသူတို့စီကိုဘယ်လိုရောက်သွားကြတာလဲ။ဒီပြားတဲ့ထဲကတန်ဖိုးကြီးပစ္စည်း၁၀ခုအကြောင်းနဲ့မြန်မာပိုင်းပစ္စည်းတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်လို့ပြားတဲ့ထဲရောက်သွားတယ်လို့ခန်းစားသွားရအောင်ဗီဒီယိုကိုအစုံအထိကြည့်လိုက်ကြရအောင်ရှင်။ဒီရင်ပြလိုက်ရဆိုရင်လန်ဒန်မြို့မှာရှိနေပြီးတော့ဘသူမစိုးအခမဲ့ဝင်ရောက်လည်လံနိုင်အောင်စဉ်းစားထားပေမဲ့ အထူးပြပွဲတွေကိုတော့ပတ်စံပေးဝင်ရတာပါအထူးပြပွဲဆိုတာကတော့ရှားပါအမွေအနှစ်တွေကိုအချိန်အကန့်အသတ်နဲ့ပြသတဲ့ဗမာတုမြန်မာလိုပြပွဲကြီးတွေကိုဆိုလိုတာပါအခုလိုပြသနိုင်တာကလည်းရှေးရောင်းပစ္စည်းတွေတော်တော်များများကိုတင်ဆက်ထားတာကြောင့်ပါဒီလိုတန်မိုးကြီးအမွေအနှစ်တွေကပြည်ထောင်နေစီကိုဘယ်လိုရောက်လာခဲ့လဲဆိုတာလေ့လာကြည့်တဲ့အခါမှာတော့အကြောင်းအရာလေးကိုတွေ့ခဲ့ရပါတယ်ဒါတွေကတော့ပြားလိုက်မှာပြားစီခြင်းလို့ပိုင်ဆိုင်သူတွေကနေလာလူထားတာတွေတူးဖော်တွေးရှိတာတွေဝယ်ယူထားတာတွေနဲ့ ကိုလိုနီပိုင်နက်တွေကနေသိမ်းယူထားတာတွေဖြစ်ပါတယ်။ဒီပစ္စည်းတွေထဲမှာတကယ်တန်ဖိုးမဖြစ်နိုင်တဲ့ပစ္စည်းအများအပြားပါဝင်နေပြီးတော့ဒီဗီဒီယိုထဲမှာတော့အထင်ကြီးပစ္စည်း၁၀မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပြီးတော့မြန်မာနိုင်ငံကပစ္စည်းတွေလည်းဘယ်နှစ်ခုလောက်ပါဝင်နေမလဲဆိုတာကိုကျွန်မနဲ့တူတူကြည့်လိုက်ကြရအောင်။နံပါတ်၁ရိုစတာကြောက်စာပြည်ထိုင်ပြလိုက်တဲ့ကိုစပြီးဝင်ပြီဆိုတာနဲ့ပထမဦးဆုံးတွေ့ရမယ့်အရာတစ်ခုပါဆိုရင်တော့ရိုစတာကြောက်စာပဲဖြစ်ပါတယ်။ ဒီကြောက်စာကြီးကအီဂျစ်တရဲ့တမိုင်းဝင်တမိုးကြီးအရာတစ်ခုဖြစ်နေတာပါဒီအရာကြီးကအီဂျစ်တရဲ့တမိုင်းဆောင်ကိုလေ့လာတဲ့နေရာမှာအရန်ကိုအတုံးဝင်နေတာဖြစ်ပြီးတော့ပြီးတိန်ပြတိုက်ရဲ့လူစိတ်ဝင်စားမှုအများဆုံးတွေကတစ်ခုဖြစ်ပါတယ်1999ခုနှစ်မှာပြင်သစ်စစ်သားတအူကဒူးဖို့တွေ့ရှိခဲ့တာပါ1800ခုနှစ်မှာတော့ပြင်သစ်တွေကပြီးတိန်နေစီမှာဆစ်ရှုံးခဲ့ပါတယ် သူတို့လမ်းနှချစာချုပ်အရာစုဆောင်းထားတဲ့ရှင်းအောင်ပစ္စည်းတွေပါပေးအပ်ရမှာဖြစ်တာကြောင့်ရိုဇနာကျောက်စာကလည်းပြီးတဲ့လင်ထဲကိုရောက်လာခဲ့ပါတော့တယ်။နံပါတ်1လီဝစ်စတူရင်ဒီချက်စရုပ်လေးတွေကိုလီဝစ်စတူရင်လို့ခေါ်ကြပါတယ်။သူတို့ကိုတော့တလင်းစံတကောင်ကောင်ရဲ့အရှိုးဒါမှမဟုတ်အစွမ်းနဲ့လုံထားတယ်လို့ခန့်မှန်းထားကြပါတယ်။ဒီရုပ်လေးတွေကိုစားတွေ့ခဲ့တဲ့လူကရှေးရောင်းပစ္စည်းဆိုင်တစ်ခုမှာ6ဒေါ်လာဝန်းကျင်လောက်နဲ့ရောင်းခဲ့တယ်လို့ပါဇက်ရဆိုရင်ရှိခဲ့ပေမဲ့အခုဆိုရင်တော့အယုံလေးတစ်ခုရဲ့တန်ကြီးက ဒေါ်လာ1မီလီယံနီးပါးရှိနေပါပြီ။အဓိကလူစိတ်ဝင်စားရတဲ့အချက်ကတော့အသေးစိတ်လက်ရာတွေကိုမြင်တွေ့ရတာကြောင့်ပါ။ဒါအပြင်အလဲခေးရဲ့လူနေမှုအဆင့်အတန်းနဲ့ရည်ကျင်းမှုကိုပါမြင်တွေ့ရမှာပါ။အဲ့အရာတွေကိုစကော့တလန်နိုင်ငံမှာတွေ့ရှိခဲ့တာဖြစ်ပြီးတော့ပြီးရင်ပြလိုက်ကဝယ်ယူခဲ့တာပါ။စာတွေတုန်းကတော့အစိမ့်အပိုင်း63ခုပါ။အဲ့ဒီတဲက71ခုကတော့စကော့တလန်မျိုးသားပြားလိုက်ထဲမှာရှိနေပြီးတော့ကြံစိတ်ပိုင်းတွေကတော့ပြည်တင်ပြားလိုက်မှာပါ။နံပါတ်3 IV ဥကောင် နောက်ထပ်တမိုးကြီးမားတဲ့အရာတစ်ခုကိုပြရမယ်ဆိုရင် IV ခေါင်းလို့ခေါ်တဲ့အာဖရိကနိုင်ငံနိုင်ဂျီးရီးယားကရှေးဟောင်းပစ္စည်းတစ်ခုပါကျင်းနီကျေးရွာတွေနဲ့အသေးစိတ်ဆန်တဲ့လက်ရာတွေကိုတွေ့ရပြီးအာဖရိကရဲ့သမိုင်းကြောင်းရဆိုရင်တော့အတော်ကိုဂုဏ်ယူစရာကောင်းခဲ့တာပါဘာကြောင့်လဲဆိုတော့သူတို့မှာသမိုင်းဝင်ပစ္စည်းတွေမမဆဆမရှိတာကြောင့်ပါရှိသမျှသမိုင်းဝင်ပစ္စည်းတော်တော်များများကလည်းကိုလိုနီတွေရဲ့တိုင်းနာကိုခံရပြီးတော့အခုဆိုရင်တော့ပြည်ရင်ပြားတွေထဲကိုရောက်နေကြပါပြီ။ ကြောင့်အာဖရိကတွေအနေနဲ့ငါတို့မှာတမိုင်းရှိတယ်ကောင်းလို့ပြဖို့ကဒါရီယိုပဲလည်းလုံးချိုးပြနေကြရတာပါဒီလိုပြဿနာတွေကြောင့်နိုင်ဂျီးရီးယားနိုင်ငံအနေနဲ့သူတို့စီပြန်ရန်စပေးဖို့တောင်းဆိုလာခဲ့တာကြားခဲ့ပါပြီဒါပေမဲ့ပြရိုက်ဘက်ကတော့အခုထိပြန်မအပ်သေးပါဘူးဗီဒီယိုကိုဆက်မသွားခင်မှာ နိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေအစားအပေါင်း600ကျော်ကိုတနေရာထဲမှာပဲမြန်မာဘာသာနဲ့အတန်နဲ့ရောစာနဲ့ပါအချိန်မိနစ်30အတွင်းမှာစာအုပ်ထုတ်လုံရဲ့အစီအနစ်တွေကိုဖတ်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ရွှေနှုတ် application ထဲမှာတော့ဖတ်လို့ရနေပါပြီရှင်ဒီတော့စာဖတ်ဖို့အချိန်မရှိဘူးဆိုပြီးစဉ်းစားမပေးဘဲနဲ့အခုပဲအတန်နဲ့စာတွေဖတ်ဖို့ရွှေနှုတ် application ကို Play Store နဲ့ App Store မှာအခုပဲသွားပြီးတော့ download ဆွဲလိုက်ပါရှင်နံပါတ်၄တာရာယုတ်ထု ဒီတာရာယုတ်တုကိုတော့တင်းလင်ကနိုင်ငံမှာရှေ့ရစုကနေဖန်တီးခဲ့တာပါဒါပေမဲ့19ရာစုမှာကိုလိုနီတွေသိမ်းယူခဲ့ပြီးတော့အခုဆိုလို့ရှိရင်တော့ပြည်ထိပ်ပြားတဲ့ထဲကိုရောက်နေပါပြီဒီတာရာယုတ်တုကကျေးဝါကိုအဓိကထားပြုလုပ်ထားပြီးတော့တချို့နေရာတွေမှာဆိုရင်ရွှေနဲ့ပြုလုပ်ထားတာပါအရန်လက်ရမြောက်လွန်းပြီးတော့ထူးခဲ့တဲ့ပုံစံကိုစောင့်နေတဲ့ဒီယုတ်တုကြီးကမဟာယာနအယူအဆတွေထဲကတာရာဆိုတဲ့ဂယုဏကြီးမားတဲ့အမေမပြိုလေးရဲ့ပုံစံကိုထူးဆစ်ထားတာပါ သူကအဟိန္ဒူဘာသာနဲ့မဟာယာနဗုဒ္ဓဘာသာနှစ်ခုရဲ့ဆက်စပ်မှုကိုဖော်ပြထားတဲ့ရုပ်ထုအနေနဲ့ဖန်တီးခဲ့တာကြောင့်တိရိလင်္ကာရဲ့အနုပညာအပြင်ဗုဒ္ဓဘာသာတစ်ခုလုံးအတွက်ပါအရေးပါနေရပါတရုပ်ထုကြီးကလည်းသူနဲ့သက်ဆိုင်တဲ့နေရာမှာရှိမနေတာကတော့တကယ်နှမျောစရာပါနမတ်ကဟိုဝါဟာခနနအီယာပြီးရင်ပြလိုက်တွေကရုပ်ထုတွေအကြောင်းပြောရမယ်ဆိုရင်တော့မိထားလို့မရတဲ့ရုပ်ထုကြီးတစ်ခုရှိပါတယ်ဒါကတော့ ဟိုဝါဟာခနနာအီယာဆိုတဲ့ဥထုကြီးပဲဖြစ်ပါတယ်။ဒီဥထုကိုမိတ်ဆွေတို့တနေရမှာမြင်မှုကြမှာပါ။ဟုတ်ပါတယ်။ချီလီနိုင်ငံရဲ့အစ္စတာကျွန်းကအစ္စတာဥထုတွေလို့လူသိများကြပါတယ်။အစ္စတာကျွန်းရဲ့အမှတ်အသားဆိုလည်းမမှားပါဘူး။ဒီဥထုကတာမန်အစ္စတာဥထုဆိုပေမဲ့သူရဲ့နောက်ကျောဘက်ကငှက်ပုံတွေကတခုခုကိုရွေရထားပုံပေါ်ပါတယ်။ဒါအပြင်အရွေရဲ့နာမည်ကိုတိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့အခိုးခံလိုက်ရတဲ့တငယ်ချင်း ဒါမှမဟုတ်ဖွက်ခံထားတဲ့တငယ်ချင်းလို့အထိပ္ပယ်ရပါတယ်။ကြည့်ရတာတော့ဘေဟီလီဆန်နဲ့တငယ်ချင်းတယောက်ကိုရွှေ့ရတာနေမှာပါ။ဒီလိုအဖိုးတန်လွန်းတာကြောင့်အစ္စတာကျွန်းသားတွေကလည်းပြန်ပေးစားဖို့တောင်းဆိုမှုတွေရှိခဲ့ပါသေးတယ်။ဒါပေမဲ့ထုံးစံအတိုင်းပဲပြားရိုက်ဖက်ကတော့အခုအထိမျက်ွယ်ပြူထားသေးပါပဲ။နံပါတ်6အလောင်းဖျားရဲ့ရွှေပေလွှာဒီပေလွှာကိုတော့ပြည်ထင်ပြားရိုက်ထဲမှာမထားဘဲနဲ့ဂျာမနီနိုင်ငံမှာထားတာပါ။ဒါပေမဲ့2023နိုဝင်ဘာကနေ ်တာ24ဖေဖော်ဝါရီအထိကျင်းပခဲ့တဲ့ဘာမတူမြန်မာပြပွဲကြီးထဲမှာပြသခဲ့တာပါဒီပေလာကမြမရှေးရောင်းစုဆောင်မှုတွေထက်ကတန်မိုးအရန်ရှိတဲ့အရာတခုဆိုရင်လည်းမမပါဘူးဒီပေလာကရွှေသားအကြီးနဲ့ပြုတ်လုံထားပြီးတော့ဗရမ24လုံးကိုဘေဘက်တွေမှာအလားဆင်ထားပါသေးတယ်ဘေဘက်နားလေးမှာဆိုရင်လည်းဟင်းသား30ကိုရိုင်းနေထားသေးတာပါဒီပေလာဆိုရင်အလောင်းဖျားကနေပြည်ရင်ဘရင်ဂျော့ချ်တူးစီကိုပေးပို့ခဲ့တဲ့ဆာလာတစ်ခုပါ ဒီထဲမှာနိုင်ငံကြီးကြီးရေးနဲ့ကုန်သွယ်ရေးတိုးတက်ဖို့ဆွေးနွေးချက်တွေပါဝင်နေတာပါ။ဘရင် George ကတော့စာရဲ့အထိပ္ပယ်ကိုနားမလည်တာကြောင့်ဟန်နိုဗာစာကြည့်တဲ့ကိုပြန်ပို့ပေးခဲ့တာကြောင့်နှစ်ပေါင်း250ကျော်လောက်အသိစဲခံဖြစ်နေခဲ့တာပါ။နောက်ပိုင်းမှာပြန်တွေ့ခဲ့ကြပြီးတော့တန်မိုးကြီးရှင်းအောင်ပစ္စည်းတွေအဖြစ် UNESCO ကနေအသိအမှတ်ပြုပေးလိုက်တာပါ။တမိုင်းနဲ့အနုပညာတွေစာပေရင်ကျင်းမှုတွေနိုင်ငံသားဆက်ဆံရေးအခြေအနေတွေကိုထင်ဟနေတဲ့ဒီတန်မိုးကြီးပစ္စည်းကကျမတို့စီမှာရှိနေတာကတော့စိတ်မကောင်းစရာပါပဲရှင်။ နမခွန်ပတ်တနိုစကပ်ချာဂရိဘဘူးပညာဟာအကောင်းဆုံးဆိုပြီးတော့တကမာလုံးကလက်ခံထားကြပါတယ်ဒီလိုလက်ရရရဲ့တချို့တဝက်ကပြည်ရင်ပြားတဲ့ထဲမှာရှိနေပါတယ်ဒါတွေကိုတော့ပတ်တနိုစကပ်ချာလို့ခေါ်ပြီးတော့ကမ္ဘာအကောင်းဆုံးဘဘူးအမှုပညာတွေကိုလေ့လာနိုင်မှာပါဒီလိုတန်မိုးကြီးပစ္စည်းတွေကိုခိုးယူကအစစ်စစ်ရန်ကြခဲ့ပြီးနောက်ဆုံးမှာတော့အခုပြည်ရင်ပြားတဲ့ထဲမှာလူစိတ်ဝင်စားမှုအများဆုံးရှေ့ရောက်အရာတွေထဲကတစ်ခုဖြစ်နေပါပြီဒါပေမဲ့ green နိုင်ငံက အရာရရဲ့မူလနေရာအီသင်မျိုးစီကိုပြန်ပေးဖို့ဆယ်စုနှစ်တခုစာတောင်းဆိုခဲ့ကြပေမဲ့အခုထိပြန်မပို့ဆောင်ကြသေးပါဘူး။နံပါတ်၈ဘီနေရဲ့အမှုပညာလက်ရများဒီအမှုပညာရရဲ့မူရင်းအချက်ကတော့အနောက်အာဖရိကနိုင်ငံဘီနေမျိုးကပဲဖြစ်ပါတယ်။၁၃ရာစုကနေဖန်တီးခဲ့တာဖြစ်ပြီးတော့အဓိကအဖြစ်တော့ကျင်းနီနဲ့ကျင်းဝကိုတုံးပြီးဖန်တီးထားပေမဲ့တခါတည်းမှာတော့တစ်သားတွေကြောက်တွေနဲ့စင်စရီကိုလည်းတုံးခဲ့ကြပါသေးတယ်။ ဒီလိုမျိုးအနှွင့်ပညာလက်ရပေါင်း900ကျော်တော့မှပြီးရင်ပြရတဲ့အချိန်မှရှိနေတာပါဒီပမာဏကမူရင်းအရက်ဒေတာဘင်းနေမှာတော့မရှိပါဘူးဒီလက်ရတွေကိုကြည့်ခြင်းအပြင်အနောက်အာဖရိကရဲ့ယဉ်ကျေးမှုကို မျက်ဝါးတစ်တည်မြင်ရပါတယ်1898ခုနှစ်မှာပြီးရင်တက်ရဲ့ဘင်းနေစစ်စင်ကြီးကနေတည်ယူခဲ့တာဖြစ်ပါတယ်ဒီပစ္စည်းတွေကိုလွတ်လပ်ရေးပြီးခဲ့တဲ့အခါပြန်တောင်းတာတွေရှိခဲ့ပေမဲ့ပြရတဲ့ဘက်ကနေငင်းဆန်ပြီးတော့ပြန်မပေးခဲ့ပါဘူးနံပါတ်9ခေါင်းနှလုံးမွေရော ီမွေရုပ်ကိုတော့15ရာစုနဲ့စသောင်းရာစုဈာကာလမှာပြုလုပ်ခဲ့တယ်လို့ယူဆကြပါဗျ။ဒီရုပ်ဟာငွေကောင်းသလုံးကိုတစ်ဖက်စီထားပြီးတော့ကွေးကောက်နေတဲ့ပုံစံကိုတက်တာနဲ့ပုံဖော်ထားတာပဲဖြစ်ပါတယ်။ပြီးတော့အပေါ်ကနေကြောက်တုံးအသေးလေးတွေ2000ကျော်နဲ့အသေးစိတ်စံပြုလုပ်ခဲ့တာပါ။ဒီမွေရုပ်တုဟာအက်စတက်ဘာသာရေးကိုထင်ရှားနေတဲ့ရုပ်တုတစ်ခုဖြစ်ပြီးတော့ဝေဖွားခြင်းနဲ့တည်ဆုံခြင်းကိုကိုးစားပြုပါတယ်။ဒီရုပ်ကတော့ ဘာကြောင့်ပြည်နေပြားတဲ့ကိုရောက်နေလဲဆိုတာကိုတော့တေချာမသိရပေမဲ့မက္ကစီကိုကနေပြီးတော့တင်းယူလာတယ်ဆိုပြီးတော့ဝေဖန်မှုတွေရှိနေပါတယ်။နံပါတ်30အမရဝတီကဗုဒ္ဓရုပ်ပုံများဒါတွေဟာအိန္ဒိယနိုင်ငံရဲ့ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့လက်ရာတွေပဲဖြစ်ပါတယ်။နေ့ရက်စုလောက်ကလေးကတည်ရှိနေတဲ့ဒီလက်ရာတွေကိုကိုလိုနီခေတ်ကတည်းကယူဆောင်လာခဲ့ကြတာဖြစ်ပြီးတော့ပြားတိုင်းမှာတင်နာခဲ့ကြတာပဲဖြစ်ပါတယ်။အနည်းပညာရဲ့အစောပိုင်းပုံစံတွေထင်ဟန်နေပြီးတော့ တခြားအိန္ဒိယရဲ့အဖိုးတန်အမှုပညာလက်ရာတွေကိုပါမြင်တွေ့နိုင်တာပါဒါအပြင်ကမ္ဘာတော်ကပစ္စည်းမျိုးတွေကိုစုဆောင်းမဲ့တတ်နေပြီးတော့ဝေဖန်မှုများစွာကလည်းနှိမ့်စင်တဲ့အများရှိနေတော့မှာကျမတို့မြန်မာနိုင်ငံကပစ္စည်းပေါင်း၄၀၀၀ကျော်ကိုသူတို့ရဲ့တရားဝင် website မှာဖော်ပြထားတာကိုလည်းတွေ့ရမှာပါဒါရောမဖော်ပြထားသေးတဲ့အရာတွေလည်းရှိနေသေးပါတယ်ဒီပစ္စည်းတွေထဲမှာ အမဲလိုက်ပစ္စည်းတွေနှိမ့်စင်သုံးပစ္စည်းတွေတိုင်းရင်းသားမျိုးစုံတွေရဲ့အတုံးဆောင်တွေအပြင်ဒင်းကားပြတွေရှေးဟောင်းပတ်စံတွေကိုပါတွေ့မြင်နိုင်ပါသေးတယ် တချို့ပစ္စည်းတွေဆိုရင်မြန်မာနိုင်ငံထဲမှာတော့မရှိတော့ပါဘူးဒီပတ်စံကိုကြည့်ပါဦးကျမကတော့တခါမှမမြင်ဘူးသေးပါဘူးဒါ ਉਹ ဂျပန်ကကသူတို့ကြိုက်တယ်လို့ထုတ်ပြီးတော့ကြိုက်တယ်လို့သုံးခဲ့ကြတဲ့ပတ်စံတွေပဲဖြစ်ပါတယ်ဒါဆိုရင်တစ်ချိန်ကရှမ်းပြည်ရဲ့အထက်တန်းလောက်ကလူတွေသုံးခဲ့ကြတဲ့ကုန်းအိတ်တတလေးပဲဖြစ်ပါတယ်ဒါကိုမြန်မာနိုင်ငံကနေ10ဒေါ်လာနဲ့ပဲဝယ်ယူခဲ့တယ်လို့သိရပါတယ်ဒီလိုယူနေတွေကပြည်ပြတဲ့အချိန်မှာအများကြီးရှိနေပါသေးတယ် ါကတော့ရှီယာစုလောက်တုန်းကရခိုင်တွေတုံးဆဲခဲ့ကြတဲ့ဒင်းကားပြားတွေပါမြန်မာနိုင်ငံမှာဒါကိုမမြင်မှုမကြားဘူးသိတဲ့သူတွေအများကြီးပါပြည်ရင်ပြားတွေထဲမှာရှိနေတဲ့မြန်မာပြည်စည်းတော်များများဟာဆိုရင်ကျမတို့နိုင်ငံရဲ့အရင်ကျေးမှုနဲ့လူနေမှုအဆင့်အတန်းတွေအပြင်စီးပွားရေးအုပ်ချုပ်ရေးစတာတွေအကုန်လုံးကိုမိမြောင်ထိုးပြနိုင်တဲ့အမွေအနှစ်တွေကြီးပါပဲဒါအပြင်2023ခုနှစ်နိုဝင်ဘာလကနေ2024ဖေဖော်ဝါရီအထိ ဘာမတူမြန်မာဆိုတဲ့ပြပွဲတစ်ခုကိုကျင်းပခဲ့ပြီးတော့နာမည်ကြီးစုဆောင်မှုတွေအပြင်မြမတိုင်းရင်းသားတွေရဲ့အကအလအစုံနဲ့ကြီးကြီးမားမားကြီးကိုကျင်းပခဲ့ကြတာပါဒီလိုမျိုးရှင်းရအမွေနဲ့ဖော်ထုတ်ပြသမှုအတွက်တချို့ကကျေးဇူးတင်ခွင့်ယူနေကြပေမဲ့တချို့ကတော့ဝေဖန်ပြစ်တင်မှုတွေအများကြီးရှိခဲ့ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့မိတ်ဆွေတို့ကရောမိမိတို့ပိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုတိုင်းတစ်ပါးသားတွေရဲ့ပြရိုက်ထဲမှာပြသထားတာကိုဘလို့သဘောရလဲဆိုတာကိုကွန်မန့်ထဲမှာလွတ်လပ်စွာဆွေးနွေးဖို့ဖိတ်ခေါ်ရင်းနဲ့ ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေရှင်။ Channel App ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook Page မှာမေးမြန်းနိုင်ပါတယ်ရှင်။